ပရိသတ်ကြီးတို့ရေတဖြည်းဖြည်းသက်ရှင်မြင်လာတဲ့အပိုင်း၃လေးဇလန်းအစမှာတော့တတလုံးအိမ်မမခဲ့ရတဲ့ရီကိုအတွက်အိမ်မကြီးဟာတကယ်ဖြစ်လာခဲ့ပါပြီ။အဲ့ဒါကတော့ရီကိုအတွက်နောက်ဆုံးသင်ခန်းစာဖြစ်တဲ့အာဘီတွင်းနဲ့ကြီးဒုတိယအလွာကိုရောက်လာခဲ့ပါပြီ။ရီကိုလည်းသူတကယ်လုံနိုင်ခဲ့ပြီဆိုပြီးရလီကိုပြေးဖက်ကပျော်နေခဲ့တယ်။နှစ်ယောက်သားပျော်နေကြရင်ကြောက်စရာကောင်းတဲ့လူသားစားငှက်ကြီးတွေကိုတွေ့တာကြောင့်တစ်ဖက်ကိုထွက်သွားကြပါတော့တယ်။အငှက်တွေကကြောက်စရာကောင်းတဲ့ရက်လူသားတွေကိုအုပ်စုဖွဲ့ပြီးတိုက်ခိုက်တာငါတို့အတွက်အန္တရာယ်ရှိတယ်။ မြင်မြင်သွားကြမယ်ဆိုပြီးတစ်ဖက်ကိုထွက်လာခဲ့ပါတယ်။ငါတို့အရာရာတိုင်းကိုပြင်ဆင်ထားရမယ်။ဒူးဆန်းနဲ့ပန်ဝင်ခြင်းအတွက်ငါတို့ကကျူးကျော်သူတွေဖြစ်တယ်။ဒါကြောင့်အားလုံးနဲ့စိမ့်နေတာကြောင့်အထူးသတိထားရမယ်လို့ရီကိုကသတိပေးနေခဲ့တယ်။ခဏနေနှစ်ယောက်သားထွက်လာရင်ရက်ကအရွက်တွေကနမ်းလိုက်တာနော်။စိမ့်ရွှင်ရွှင်အနံ့ကြီးတွေကပိုပြင်းလာတယ်။အန်ဂျင်လိုက်တာလို့ပြောတော့ရီကိုကလည်းရက်အဲ့ဒါတောင်ကြအရွက်လို့ခေါ်ရဲဆိုပြီးရှင်းပြခဲ့ပါတယ်။ဘာလဲတောင်ကြအရွက်ဆိုတာ လမ်းပြောင်းနေရင်အဲ့အရွက်နောက်ကလိုက်ရတဲ့ဆူယိုးတောင်ရှိသေးတယ်လမ်းပြောင်းနေရင်တောင်ကြားရွက်နောက်လိုက်ဆိုပြီးပြောတော့ရက်ကရီကိုကတော်လိုက်တာနော်မြို့မာတော့နဲ့တခြားစီအခုအရန်တော်တာပဲလို့ပြောနေခဲ့ပါတယ်ရီကိုလည်းဘာမှအဆင်မပြောတော့ပဲရှာဖွေရေးစခန်းစီကိုသွားဖို့လမ်းရှာနေခဲ့ပါတယ်ခဏနေတော့ကဲကြပါကဲကြပါအောင်ဆိုတဲ့မိမတရအော်တန်ကြားလိုက်ရတယ်နောက်တစ်ခါထပ်ကြားလိုက်တော့ရက်လည်းရီကိုကြားလာလူတယောက်ငိုပြီးအကူအညီတောင်းနေတယ်သွားကြရအောင်ဆိုပြီးထွက်လာခဲ့တယ် အော်တန်ကြားတဲ့ဘက်ကိုလည်းရောက်ရောငှက်တကောင်ကတွင်းစင်းသူတယောက်ကိုစားနေတာမြင်လိုက်ရတယ်။ရွက်ကကဲဖို့လို့တော့ရီကိုကနေုံနေုံအဲ့ဒါလဲစားနေတာအဲ့ငှက်ကအလောင်းကိုငှက်လို့ခေါ်တယ်။သူကလူတွေအတန်လူမျိုးဟန်ဆောင်ပြီးလဲစားတတ်တယ်။ငါတို့ကိုတမင်လဲစားပြီးခေါ်တာ။တွင်းစင်းသမားကတင်နေလောက်ပြီလို့ပြောနေရင်ငှက်ကသူတို့ကိုလှဲကြည့်လိုက်ပါတော့တယ်။ငှက်လှဲလာတဲ့အချိန်ကြည့်လိုက်တော့တွင်းစင်းသမားကငှက်ကြီးအစားခံလို့တင်နေခဲ့ပါပြီ။ခဏနေတော့အလောင်းကိုငှက်လဲလှဲလာပြီး ခတ်သွက်တဲ့ဘဲရီကိုရိုးကိုခြီသွားပါတော့တယ်ရက်လေရီကိုလေးကိုစိတ်ပူသွားပြီးဂိမ်လို့လုံနေတော့ရက်အနားကိုအလောင်းကိုငှက်တဲ့အများကြီးဝိုင်းလာပါတော့တယ်ရက်လေသူတို့ငှက်တဲ့အများကြီးဝိုင်းနေတာကြောင့်ရီကိုလေးကိုကဲဖို့တဖြည်းဖြည်းအလန့်ဝေးသွားပါတော့တယ်ရီကိုလေးကိုငှက်ကြီးကတောင်ထိပ်တစ်ခုစီကိုခြီသွားရင်တခြားအလောင်းကိုငှက်တွေကလည်းရီကိုလေးကိုစားဖို့စောင့်နေကြပါတယ်ရက်လေအဲ့ဒီမြင်ကွင်းကိုမြင်သွားပြီးရီကိုလေးကိုဘလို့ကဲရမလဲဆိုတာစဉ်းစားနေပါတော့တယ်ခဏနေသူ့လက်ကလေးကိုထုတ်လုပ်ပြီးအရင်တစ်ခေါက်ကလည်းအဲ့လိုတိုက်ခိုက်ဖူးတာပဲ ဟုတ်ပြီငါဒါကိုထုတ်သွင်းရမယ်ဆိုပြီးလက်ကိုထုတ်ကာမီးဆွမ်းအင်ထုတ်သွင်းပြီးအလောင်းကိုငှက်တဲ့အားလုံးကိုမီးလောင်တိုက်သွင်းပါတော့တယ်မီးဆွမ်းအင်ကြောင့်ငှက်တဲ့အားလုံးသေဆုံးသွားပြီးရီကိုလေးကိုပြစ်ချလိုက်ပါတော့တယ်ရက်လေးရီကိုလေးကိုသူ့လက်ရှိကိုတုံးပြီးအမြန်ဆုံးကယ်တင်လိုက်ပါတော့တယ်ရက်ဖမ်းလိုက်တဲ့အချိန်မှာရီကိုလေးကသတိမင်းနေခဲ့ပါပြီရက်လေးစိတ်ပူသွားပြီးရီကိုလေးကိုအမြန်ဆုံးနားနိုင်မဲ့နေရာတစ်ခုကိုခေါ်သွားပါတော့တယ်တနေရာလေးရောက်ရောရီကိုလေးကိုချလိုက်ပြီးသူ့ကြောင့်မီးလောင်ကျွမ်းသွားတဲ့တစ်ပင်တွေကိုကြည့်ပြီး ရက်တယောက်စိတ်မကောင်းဖြစ်နေခဲ့တယ်။ပြီးတော့ရီကိုလည်းမီးဆက်ကွင်းထီသွားမှသူအရန်စိုးရိမ်နေခဲ့တယ်။နောက်သူဒါမျိုးမသုံးတော့ပါဘူးဆိုလဲကိုကိုကိုတတိပေးနေခဲ့တယ်။ခဏနေတော့ရီကိုလည်းတတိရလာပြီးရက်ကိုကျေးဇူးတင်ကြောင်းပြောပါရတယ်။ရက်ဒါကိုထုတ်သုံးလိုက်တာလား။ဒါဆိုနင်ငါ့ကိုကယ်တင်လိုက်တာနှစ်ခါရှိပြီနော်။နင်အရန်တော်တာပဲဟာ။နင်လက်ကိုငါလက်နဲ့ကြီးလို့နမည်ပေးလိုက်မယ်။ဒါအဖိရဲ့အထူးလက်နဲ့ပဲ။နင်ဒါကိုပိုကျွမ်းကျင်အောင်လေ့ကျင့်ရမယ်လို့ပြောနေတော့ ရက်တယောက်ရီကိုကိုကြည့်ပြီးမူးလာပါတော့တယ်။တဖြည်းဖြည်းပုံရိပ်တွေကဝါလာပြီးရက်တယောက်မေးလဲသွားပါတော့တယ်။ခဏနေရက်တယောက်ပြန်သတိရလာတော့ရီကိုပြောင်းစံနေတာကိုကြည့်ပြီးရက်ကရီကိုနေပါဖြစ်နေတာလဲ။ခုနကအော်တန်နေလဲကြားရတယ်။ဘာတွေဖြစ်နေတာလဲဆိုပြီးမေးခဲ့ပါတယ်။ရီကိုလည်းခုနကအလောင်းကုန်ငှက်တွေချီသွားတော့ငါမတ်စုစာအုပ်လေးကြားသွားတယ်ထင်တယ်။ဘလို့မှပြန်ရှာတာမတွေ့တော့ဘူး။သွားပါပြီဟာ။တွင်စင်းတဲ့ကမတ်စုတွေကိုထုတ်ထားတဲ့စာအုပ်လေးအခုလည်းနစ်လက်ကြီးအကြောင်း မှတ်စုထုတ်ဖို့စဉ်းစားနေတာသွားပါပြီဟာဆိုပြီးပြောနေခဲ့တယ်။ရွက်လေအစ်စ်ပြင်ရေးလို့ရတာပဲဆိုပြီးပြောတော့ဟုတ်သားပဲအစ်စ်ပြင်ရေးရမယ်။ဒါမှငါအားပြီးတွင်းနေကြီးတဲ့ရောက်ခဲ့တဲ့အကြောင်းကိုနောင်လာနောင်သားတွေကိုပြန်ဝေမျှပေးလို့ရမှာပါဆိုပြီးနှစ်ယောက်သားနေလေစားစားဖို့ထွက်လာခဲ့ကြပါတယ်။ဟင်းချက်ကောင်းတဲ့ရီကိုတယောက်အသားတွေကိုကင်ပေးပြီးရက်ကိုကျွေးခဲ့ပါတယ်။ရက်လေရီကိုကင်ပေးတဲ့အသားတွေကိုငြင်းရေရှက်ရေစားပြီးနှစ်ယောက်သားကြုံခဲ့ရတဲ့အကြောင်းတွေကိုဖလှယ်ကြရင်စကားကောင်းနေခဲ့ကြပါတယ်။ ณะนี้2หยกตาขี้เสร็จลาจายินตะเนียเลยอกยอเรเลก็รีโกเอณีดาจ่องตู้อุฐโถลีโกไปเกเรรีโกก็เลยดีมาตีหลอกเอณีดาเนมเบ้ซ้องทาบาลุเปียวนี่ยินเบ้หน้ามาเหมี่ยวติอะมายจีปอลาบีรีโกรุโกมันนี่ผีบีเกเรนี่ปิดจาบารอเรรีโกเลยรั่วงารุตูรุป่ายเนแท้ဝင်ลาดาจ่องมะจีเนะผิดนี่จาดาเมียนเมียนถั่วปี้จายาอองโซบีตะผักโกรั่วแลอาชีจีต้งบีกู้ไลบารอเรขณะนี้รอ2หยกตาชาพွေตูสกั้นโกขี้เสร็จจาบารอเร ရှာဖွေသူစကန်းကခေါင်းဆောင်လဲရီကိုတို့လာနေတာတတိထားမိသွားပြီးစောက်ကြည့်နေခဲ့ပါတယ်။နှစ်ယောက်သားလျှောက်လာရင်အမြင့်ကြီးမှတီထားတဲ့ရှာဖွေသူစကန်းကိုတွေ့လိုက်ရတော့ပျော်သွားခဲ့ကြတယ်။အာဘီကျင်စားနဲ့ဝေးအောင်အမြင့်ကြီးမှတီထားတာဖြစ်တယ်။ရီကိုလဲငါတို့ရောက်နေတာဘာလို့တက်လီကမချပြီးတာလဲ။ကြားရဟာရက်နင့်လက်သုံးပြီးအပေါ်တက်ရအောင်လို့ပြောခဲ့တယ်။ရက်လဲလက်ရှည်သုံးပြီးအပေါ်ကိုလှမ်းချိတ်လိုက်တော့ရီကိုတရရော့ကငါလက်ကိုဆွဲထားတယ်။ဘာဆက်လို့ရမလဲဆိုပြီးမေးခဲ့တယ်။ခဏနေတော့ရှာဖွေသူစကန်းကစောက်ကြည့်သူတရရော့က ဆရာလူစင်းနှစ်ယောက်လာနေတယ်တယောက်ကခရာနေတယောက်ကတော့တွင်းစင်းသူလည်းမဟုတ်ဘူးနည်းနည်းတော့ထူးဆန်းတယ်ကျမဓာတ်လေကခြာပေးရမလားဆိုပြီးမေးလိုက်တော့ခေါင်းဆောင်အိုဆန်းကဘာမှမပြောခဲ့ပါဘူးတဖက်မှာလည်းရီကိုကငါတို့တော့ရှာဖွေသူစခန်းကိုရောက်လာပြီတကယ်ဆိုအခုလိုစခန်းကိုလူရောက်လာရင်စောက်ကြည့်သူတယောက်ကချက်ချင်းဓာတ်လေကခြာပေးရမှာအခုတော့မဟုတ်ဘူးဘာလို့လဲမသိဘူးလို့ရီကိုကပြောနေခဲ့တယ်ဒီတော့ရော့ကလည်းရီကိုနင်ကလည်းခရာနေနဲ့ဆက်ရုပ်တယောက် ရုတ်တရက်ရှာဖွေသူစကန်းကိုရောက်လာတော့သူတို့အတွက်လည်းထူးဆန်းနေမှာပေါ့တာမန်ခရာနီဆိုအခုလိုမျိုးရှာဖွေသူစကန်းကိုရောက်မလာနိုင်ဘူးလေဓာတ်လေကချပေးတဲ့မချပေးတဲ့သူတို့စဉ်းစားနေမှာပေါ့ဆိုပြီးရက်ကပြောနေခဲ့ပါတယ်ခဏနေတော့ရီကိုကရက်ကိုနင်းလက်တွေတုံးပြီးငါတို့အပေါ်ကိုတက်လို့ရမလားလို့မေးတော့ရက်ကလည်းစမ်းကြည့်မယ်လေဒါပေမဲ့လက်နှစ်ဖက်လုံးသုံးရမှာဆိုပြီးချက်ချင်းပဲအပေါ်ကိုလှမ်းချိတ်လိုက်ပါတော့တယ်ဆက်စချင်းလက်နှစ်ဖက်အပေါ်ကိုလှမ်းချိတ်တာအဆင်ပြေပြီမဲ့ရီကိုတဲရက်ကငါလက်ကိုဆွဲထားတယ်ဟာ ဘာလို့လဲမသိဘူးလို့ပြောခဲ့တယ်။ရှာဖွေရေးစခန်းခေါင်းဆောင်ကရက်ကိုကြည့်ပြီးစောက်ကလေးအခုထိမသိသေးဘူး။တော်တော်ခံနိုင်ရရှိပြီးအသက်ပြင်းလိုက်တာ။ဒီအထီတောင်ရောက်လာပြီဆိုပြီးပြောနေခဲ့တယ်။ခဏနေတော့ရက်လက်ကလေးကိုလှုပ်ပေးလိုက်ပြီးဓာတ်လေကချပေးလိုက်ပါတော့တယ်။ဓာတ်လေကလည်းကြလာရောနှစ်ယောက်သားဟိုးအမြင့်ကြီးမှာစောက်ထားတဲ့ရှာဖွေရေးစခန်းကိုတက်သွားပါတော့တယ်။ဟိုရောက်တော့ခေါင်းဆောင်ကစီးကျုံနေပြီးတော်တော်ခံနိုင်ရရှိတဲ့ကလေးတွေပဲ။ဒီထီတောင်အန်နီရဲ့အစင်းစင်းဖြစ်ပြီးရောက်လာကြတယ်။တကယ်ချီးကျူးစရာပဲ။ ပြီးတော့ဒီမှာကကဘာမီအပြင်ဘက်နဲ့မတူဘူးလေပြီအားတွေဝင်နေတာကြောင့်တောင်းတောင်းကလေးခန်းနိုင်ရေမရှိတော့ဘူးမင်းတို့အတွက်နေရတာခက်ခဲနေမယ်လို့ပြောခဲ့တယ်ခဏနေတော့ရီကိုလဲကျမနာမည်ကရီကိုပါလို့ပြောပြီးမူးကပြေးအံပါတော့တယ်အိုဇန်ဟာလဲတိပြီးမင်းကလိုင်စာမင်းသမီးမလားအမေတို့သမီးပဲလို့ပြောခဲ့တယ်ရက်လက်အိုဇန်ကိုသေးချာကြည့်ပြီးသူကထူးခြားလိုက်တာအရက်ကလည်း2မီတာကျော်လောက်ရှိမယ်စပင်ပုံစံကလည်းထူးခြားတယ်ပြီးတော့ခရယာဖြူကိုလည်းဆွဲထားသေးတယ် ေကြတာသူမကခရာဖြစ်ရမယ်ဆိုပြီးရက်တရောက်စိတ်ထဲမှာတွေးနေပါတော့တယ်အထဲလေးရောက်ရောရီကိုကရှင်ကအိုဇံမလားကျမကိုလူလောကထဲရောက်အောင်ကဲတင်ခဲ့တာကျေးဇူးတင်ပါတယ်ဆိုပြီးပြောနေခဲ့တယ်အဲ့တော့အိုဇံလဲမင်းကိုကဲဖို့အတွက်တိတ်ကိုတံမိုးကြီးတဲ့အတံမဲ့ခေါင်းလောင်းကိုဆွန့်လွတ်လိုက်ရတယ်အဲ့ဒီကငါမှားသွားတာမင်းကိုထားပြီးအတံမဲ့ခေါင်းလောင်းကိုပဲငါယူလိုက်ရမှာငါဆုံးဖြတ်ချက်မှားသွားတယ်လို့ပြောတော့ရီကိုလေးလည်းစိတ်မကောင်းဖြစ်သွားပါတော့တယ်အဲ့ဒါနဲ့ရီကိုလည်း ဘာပဲဖြစ်ဖြစ်ကျေးဇူးတင်ပါတယ်။တမိကိုအခုလိုအသက်ရှင်ခွင့်ရအောင်ကဲတင်ပေးလို့ပြီးတော့တမိတို့ကအမေစာလေးကိုရခဲ့တာကြောင့်အားဖြင့်တွင်တဲ့အောက်ခြေအထိရအောင်သွားကြမှာပါဆိုပြီးစာလေးကိုပေးခဲ့တယ်။စိတ်ချပါ။တမိတို့သိကျင်တာလေးတွေသိရပြီးရင်ထွက်သွားမှာပါလို့ပြောခဲ့တယ်။ခဏနေတော့အိုဇန်ကကောင်းပြီလေ။ခရာနီတွေကဒီကိုလာခွင့်မရှိဘူးနော်။မင်းတို့ရောက်အောင်လာနိုင်ခဲ့တာတော့ငါစိတ်ဝင်စားတယ်။မင်းတို့လာခဲ့တဲ့အကြောင်းကိုငါတပည့်ကိုဆက်ပြောထားလိုက် လောလောဆယ်မင်းတို့ရေချိုးလိုက်အောင်မင်းအံပတ်တွေမခံနိုင်လို့ငါသွားတော့မယ်ဆိုပြီးအိုဇန်ထွက်သွားခဲ့တယ်။အိုဇန်တပည့်ကလည်းခရပြားလေးတွေရီကိုတို့ကိုပေးပြီးဆွဲခိုင်းခဲ့ပါတယ်။ဒီညတော့မင်းတို့ဒီမှာပဲအိတ်လိုက်ပါ။နောက်ကြမှခရီးဆက်ကြပါဆိုပြီးပြောနေခဲ့တယ်။ခဏနေတော့ရီကိုတို့ရေမိုးချိုးစားတော့ကြပါတော့တယ်။စားတော့နေရင်းနဲ့အိုဇန်တပည့်မာလူကိုရီကိုကဆက်စုပါတော့တယ်။မာလူနင်းကအသက်ငယ်ငယ်လေးနဲ့ခရပြားတော်ဖြစ်နေပြီနော်။အားကြစရာကောင်းလိုက်တာလို့ပြောခဲ့တယ်။ မာလူလေငါသတိမေးပြီးလဲနေတော့ဆရာကငါ့ကိုကြေခဲ့တာအဲ့ကလေးကငါဒီမှာပဲနေတော့ဆရာကလည်းငါ့ကိုကောင်းကောင်းကြွေးမွေးစောက်ရှောက်ထားတာလေခရဖြူတပည့်ဆိုတော့ခဏလေးနဲ့ခရပြဖြစ်သွားတာဒါကြောင့်မပြီးတော့ငါကနေအောင်ထိလို့မရဘူးလေနေအောင်အထိမခံနိုင်တာကြောင့်မြေပြင်ပေါ်ကိုပြန်မတက်နိုင်တော့ပဲဆရာနေပဲနေနေတာလို့ပြောပြခဲ့တယ်ခဏနေတော့ရီကိုတယောက်ရှာဖွေရေးစခန်းလေးကရှာပယေတနာတွေကိုကြည်ပြီးသဘောကျနေခဲ့တယ်ရွက်ကလည်း မာလူရီကိုနင်တို့ယတနာတွေကိုကြည်နေတာအဆင်ပြေပါမလားအိုဇန်သိရင်စိတ်ဆိုးသွားမယ်လို့ပြောတော့မာလူကရပါတယ်ဟာဘာမှမဖြစ်ပါဘူးအဲ့ယတနာတွေကရှေ့ခေတ်ရှားပွားယတနာတွေတန်ဖိုးလဲတိတ်ကြည်တာဒီမှနေအဲ့ဓာတွေအများကြီးတူးလို့ရနိုင်တယ်လို့ပြောခဲ့တယ်ခဏနေတော့ရီကိုကဟုတ်လားငါလည်းအဲ့လိုယတနာတွေအများကြီးလိုချင်လိုက်တာတူးကျင်လိုက်တာလို့ပြောတော့မာလူကဒါဆိုနင်တို့ဒီမှနေပြီးအတူတူလှုပ်လှုပ်ကြမလား ဒါကပထမအဦးဆုံးရှာဖွေရေးစခန်းကိုငါတို့အရွယ်တွေရောက်လာတာအတူတူလောက်ကြမလားငါဆရာကိုပြောပေးမယ်လို့ပြောခဲ့တယ်ရီကိုဟာလဲမလို့ငါတို့အတူတူလောက်ချင်နေပါတယ်ဒါပေမဲ့အာဘိတွင်းနဲ့အောက်ခြေထိငါသွားချင်သေးတာအမေငါ့ကိုအောက်ခြေမှာစောင့်နေတာဒါကြောင့်စိတ်မဆိုးပါနဲ့လို့ပြောခဲ့တယ်တညရီကိုတယောက်အိမ်နာသွားရင်ကြောက်စရာ မကောင်းဆိုးဝါးကြီးတကောင်ကိုတွေ့လိုက်ရတယ်ဒီအကြောင်းကိုအိုဇန်ကိုပြန်ပြောတော့ဘာမှမဟုတ်ဘူးမေးပြလိုက်လို့ပြောခဲ့တယ် ခဏနေအိုဇံကမင်းဦးလေးဟာဖို့ပြောတာတွေကတခုမှမဟုတ်ဘူးပြီးတော့မင်းလေတွင်းနဲ့အောက်ခြေအထိသွားစီရမလို့တော့ဘူးမင်းတို့ခီးဒီမှာအဆုံးသတ်သွားပြီလို့ပြောခဲ့ပါတယ်ရီကိုလည်းအမေကသမီးကိုစားဖို့ခဲ့တယ်တွင်းနဲ့အောက်ခြေမှာစောင့်နေတာမဟုတ်လို့သမီးလိုက်သွားမှာဖြစ်တယ်လို့ပြောခဲ့တယ်အဲ့ဒါနဲ့အိုဇံလည်းမင်းခရာဖြူရပြီမလားအဲ့တင်ခေတာကလိုင်းစာဆုံးသွားပြီဆိုတဲ့အတိတ်ပဲမင်းအမေခရာကိုငါတင်းကြိုင်းတစ်ခုမှတွေ့ခဲ့တာပြီးတော့အဆာက လိုင်စာလည်းရေးလည်းမဟုတ်ဘူးလိုင်စာကဘယ်တော့မှအဲ့လိုစာမျိုးရေးမှမဟုတ်ဘူးဆိုပြီးပြောနေရင်အပိုင်းသုံးဇလန်းလေးလည်းအဆုံးသတ်သွားပါတော့တယ်နောင်လာမယ့်အပိုင်းလေးမှာတော့ရီကိုနဲ့အိုဇန်တို့ဘယ်လိုတွေဆက်ငင်းခုန်ကြမလဲဒါမှမဟုတ်ရီကိုတို့တွင်းနဲ့အောက်ခြေကိုခီးဆက်ကြမလားဆိုတာကတော့ဆက်လက်စောင့်မျှော်ကြည့်ရှုပေးကြပါအောင်နော်